မင်္ဂလာပါရှင်စူဇန်ရဲ့ Midnight Crime Channel လေးကနေကြိုဆိုလိုက်ပါတယ်နော်စူဇန်တို့အမြဲတမ်းပြောနေတဲ့အမှုတွေမှာဆိုလို့ရှိရင်တချို့သောအမှုတွေဟာဆိုလို့ရှိရင်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကဖြစ်ခဲ့ပြီမဲ့လေအခုချိန်ထိစူဇန်တို့ဟာပြောနေကြဆဲပေါ့နော်အဲ့လိုအမြဲတမ်းအမှတ်ရနေစေတဲ့အမှုတွေတည်းကတစ်ခုကတော့စူဇန်ဒီနေ့ပြပြပြီးမဲ့ Wesley Allen dot ဆိုတဲ့လူရဲ့အမှုပဲဖြစ်ပါတယ်။ဒီ American History ထဲမှာဆိုလို့ရှိရင်လည်းတကယ်ကို disturbing ဖြစ်တဲ့အမှုတွေကတခုဆိုလည်းမမားပါဘူး။သူဟာတကယ်ကိုအဖြစ်မရှိရဲ့ပေါ့နော်ခလေးတငယ်လေးကြီးကောင်လေးတွေကိုမှအဓိကအာလိုက်ပြီးတော့တပ်ဖြတ်ခဲ့တဲ့လူတယောက်လည်းဖြစ်တယ်။နောက်ပြီးလို့ရှိရင်အဆုံးသက်မှာတော့သူဟာသူလူတက်ခဲ့တဲ့နေ့အတိုင်းပဲသူ့ကိုတည်တံပေးဖို့တောင်းဆိုခဲ့တဲ့လူတယောက်လည်းဖြစ်ပါတယ်။ Wesley Allen Docker ဆိုလို့ရှိရင်ဇူလိုင်လ3ရက်1962ခုနှစ်မှာ Hopkins Washington မှာမွေးဖွားခဲ့တာဖြစ်ပါတယ်။တာသမီ3ယောက်ထဲကအကြီးဆုံးသားလေးဖြစ်တယ်။အပြင်းအကျိမဲ့ဆိုလို့ရှိရင်တော့သူတို့မိသားစုဟာအေးအေးဆေးဆေးပဲပုံမှန်လို့ထင်ရတယ်ပေါ့နော်။အဖေဖြစ်သူ James ဟာဆိုလို့ရှိရင်သူ့ရဲ့မိသားစုရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းနိုင်မှုအတွက်ကိုနိုင်ရီအရှိကြီးအလုပ်လုပ်ရတယ်။အဲ့တော့အမေဖြစ်သူ Carol ကတော့ကလေးတွေကိုပြုစုစောင့်ရှောက်ဖို့အတွက်ကိုအတီးရော အဓိကတာဝန်ကျခဲ့တဲ့သူလည်းဖြစ်ပါတယ်။ ဒါပေမဲ့ဒီအိမ်သသိလေးရဲ့အထဲမှာဆိုလို့ရှိရင်တော့တကယ်ကိုလူတွေမထင်မှတ်ထားတဲ့เนาะအရာတွေအများကြီးဟာဖြစ်နေပါတယ်သူတို့မိသားစုလေးမှာဆိုလို့ရှိရင်ねအာဘောနော် I love you ငါနင့်ကိုချစ်တယ်เนาะလိုဖက်ပြီးတော့နှွေးထွေးမှုတွေတယောက်တယောက်ချင်နာတာတွေဆိုတာသူ့ငယ်ဘဝသူ့ရဲ့အိမ်ထဲမှာ तू မကြားခဲ့ဘူးတဲ့မရှိခဲ့ဘူးပေါ့เนาะအမြဲတမ်းသူဟာဟိုသူတို့အိမ်မှာဆိုလို့ရှင် တိတ်ဆိတ်မှုတွေဒါမှမဟုတ်ရှင်လေအထီးချန်မှုတွေဒါမှမဟုတ်ရှင်လေစုညံအဖြစ်တင်တဲ့နေနဲ့ပဲပြေဝ ဝနေခဲ့တဲ့အိမ်မိသားစုတစ်ခုလည်းဖြစ်တယ်တဲ့အဲ့လိုမိသားစုအခြေအနေနဲ့ကြီးပြင်းလာတဲ့ကလေးတယောက်ဟာဆိုလို့ရှိရင်သူဟာအာတိတ်ဆိတ်တယ်နောက်ပြီး withdrawn ဆိုတာကြတော့လူတွေနဲ့ပေါင်းသင်းဆက်ဆံရင်မလုပ်တတ်တော့ဘူးအမြဲတမ်းကြောင်လေးမှထိုင်နေတယ်သူများတွေကိုပဲကြောင်ငေးကြည့်နေတယ်အဲ့လိုပုံစံမျိုးဖြစ်လာခဲ့တယ်ပြီးလို့ရှိရင်ဆရာဆရာမတွေရဲ့ပြောပုံအရဆိုလို့ရှိရင်ဒီကောင်လေးဟာဆိုလို့ရှိရင်အကြီးအပြုံးနေတယ်ပေါ့နော်ပြီးအရန်လဲအေးပြီးတော့အဲ့လိုမျိုးဟိုကြောက်တတ်တဲ့ပုံစံပေါက်တယ်လို့ဆရာမတွေကဒီ dot ကိုသတ်မှတ်ကြရဲမြင်ရင်ကြရဲအသက်10နှစ်လောက်မှဆိုရင်သူဟာတဖြည်းဖြည်းနဲ့သူ့ရဲ့စိတ်ထဲမှာအပြောင်းလဲမှုတချို့ကိုစတင်ခံစားလာရတယ်။ပုံမှန်ခံစားနေရတဲ့အထူးကြံမှုတွေနောက်ပြီးလို့ရှိရင်ဟိုနှွေးထွေးမှုကင်းမဲ့တယ်ဆိုတဲ့ခံစားချက်တွေအပြင်ကိုထူးဆန်းနေပုံမှန်မဟုတ်တဲ့ခံစားချက်တွေကိုသူဟာအသက်10နှစ်အရွယ်မှာစပြီးတော့ခံစားလာရတယ်။ဒါပေမဲ့လည်းအဲ့လိုမျိုးတွေဖြစ်နေရဆိုတော့ဘယ်သူမှသတိမထားမိခဲ့ဘူးပေါ့နော်။ အသက်73နှစ်အရွယ်မှာဆိုလို့ရှိရင်သူ့ရဲ့ဒီလိုမျိုးခံစားချက်တွေဟာတဖြည်းဖြည်းနဲ့ဟို ပိုကြီးထွားလာပြီးတော့လက်တွေ့စမ်းသပ်လုပ်ဖို့အထီကိုဘောနော်စိတ်ထဲမှာစိတ်အားထက်သန်မှုတွေစမ်းကျင်စိတ်တွေဟာဖြစ်လာခဲ့တယ်အဲ့တော့သူကဘာလုပ်လဲဆိုရင်သူ့ရဲ့အခန်းပေါ့နော်သူ့အိမ်ရဲ့ brain box ကနေပြီးတော့သူဟာမတက်ရက်နေပြီးရင်သူ့အိမ်ရှေ့ကဖြတ်သွားတယ်သူထက်ငယ်တဲ့កောင်လေးကြီးဆိုရင်သူကသူ့ကိုသူ expose လုပ်တယ်ပေါ့နော်တလားလို့သူ့ကိုသူချစ်ပြတယ်အဲ့လိုမျိုးလုပ်တဲ့ဟာမျိုးသူကစတင်ပြီးလှုပ်လာတယ်အဲ့တော့တချို့ကလေးတွေကလည်း ဘာမှမသိတော့ကြောင်ပြီးတော့ရက်ကြည့်ပြီးတော့ထွက်သွားတယ်။တချို့တွေကလည်းသူ့ကိုဟာဟာဟာလို့ရှိတယ်။တချို့တွေကလည်းအိမ်ပြန်ပြီးတော့လူကြီးကိုသွားတိုင်နေပေါ့နော်။အဲ့လိုမျိုးတွေတိုင်နေလာတိုင်ခံရတယ်ဆိုပေမဲ့လည်းလူတွေဟာသူမိဘတွေဟာဒါကိုဆိုးဆိုးဝါးမှားနေတဲ့အရာတခုလို့မမြင်မဲနဲ့ တော်ရုံပုံမှန်ပေါ့နော်စူလိုက်ရုံပြောလိုက်ရုံအဒံသေးလိုက်ရုံအပြင်ကိုဒီကောင်လေးရဲ့စိတ်ထဲမှာပုံမှန်မဟုတ်တာတွေဖြစ်နေတယ်ဆိုတာကိုတော့ဘယ်သူမှအသိမှတ်မပြုခဲ့ကြဘူးဘယ်သူမှအရေးတယူလုပ်ပြီးတော့ကုသဖို့ပြင်ဆင်ပေးဖို့အတွက်ကိုအချိန်မယူခဲ့ကြဘူးအဲ့တော့သူဆဲကျော်တက်ရရောက်တဲ့အခါမှာသူတို့ကြောင်းနေမှာပေါ့နော်ဒီဟာဒီလိုမျိုးနဲ့ပတ်သက်ပြီးတော့ဒီသူရဲ့လက္ခဏာတွေကိုသတိထားမိတဲ့အခါမှာကောင်ဆယ်လင်းတွေလုပ်တယ်ဆွေးနွေးပေးတာတွေလုပ်တယ်ဒါပေမဲ့လည်းတကယ်တမ်း ထက်ထဲဝင်ဝင်သူ့ကိုဆွေးနွေးပေးပြီးတော့သူ့မှာဒီလိုစိတ်တည်ဒီလိုမျိုး မူမမှန်တဲ့စိတ်တွေဖြစ်နေတယ်ဆိုတော့သိပြီမယ်လေကုသမှုအဆင့်ထိကိုသူတို့ဟာ action မယူပေးခဲ့ကြပင်နဲ့ဒီတိုင်းပဲကောင်ဆယ်လင်းတစ်ခါလာခိုင်းနဲ့နှစ်ခါလာခိုင်းနဲ့ okay သူတို့ပြောတင်တာပြောပြီးသွားပြီပြီးသွားပြီလို့ပဲတမန်ကရှန်ကပဲလုပ်ခဲ့ကြတယ်သူတို့လိုနိုင်ငံမျိုးမှာအောင်းနေမှာလဲဒီလိုကောင်ဆယ်လင်းတွေရှိရတာနဲ့ဒီကောင်လေးမှာဒီလိုမျိုးဆိုးတဲ့စိတ်တွေဖြစ်နေတယ်ဆိုတာသိရတာနဲ့ action ကောင်းကောင်းမယူခဲ့လို့နောက်ပိုင်းမှာလူတွေရဲ့တည်ဆုံးမှုဖြစ်တာအဲ့တော့ဒီ case မှာဆိုရင်ဒီ system ကြီးတစ်ခုလုံးရဲ့ပေါ့နော်လုံးဆိုလို့ဒါလုံးနေတယ်ဒါပေမဲ့တကယ်ထိထိရောက်လောက်တာမဟုတ်ဘူးဆိုတာကိုလေ ောက်ပြတယ် fail ဖြစ်တယ်ဆိုတာကိုထောက်ပြတဲ့အမှုတစ်ခုလည်းဖြစ်ခဲ့ပါတယ် Wesley dot ဟာရုတ်တရက်ကြီးထပြီးတော့ချက်ချင်းဟိုဒီနေ့အကောင်မနေ့ဖြန်မှာယူသွားပြီးမနေ့ဖြန်မှာဒီလိုမဒိန်လိုက်ကျင့်တာမဟုတ်ပါဘူးသူရဲ့စိတ်ကတဖြည်းဖြည်းနဲ့ပျက်စီးပျက်စီးပျက်စီးလာပြီးဒီ dark ဖြစ်တဲ့ဘက်ကိုတဖြည်းဖြည်းတဖြည်းဖြည်းနဲ့ယာဉ်ပြီးတော့ ပိုပိုဆိုးလာတယ်လက်တွေတွေဆန်းလာတယ်ပိုပြီးတော့ရဲလာတယ် gradually ဖြည်းဖြည်းချင်းပြောင်းလဲပြက်စီးလာတာဒါပေမဲ့လည်းဘယ်သူမှသတိမထားမိဘူးပေါ့နော်သူ့ရဲ့ဒီစိတ်ကဲပေါ့နော်ဒီလိုမျိုးဆိုးပါလာတဲ့ဟာကိုတော့ diary ထဲမှာရေးထားတယ်အမြဲတမ်းရေးပြီးတော့လည်းမှတ်ထားလေးရှိတယ်သူပါရေးထားလဲဆိုလို့ရှင် i wanted to stop ပေါ့နော်ဒါမျိုးတွေသူမလုပ်ချင်တော့ဘူးဒါပေမဲ့သူ့ကိုယ်သူ control မလုပ်နိုင်ဘူးလို့သူရေးထားတယ်အဲ့တော့သူဟာအရန်ကိုဒီသူ့စိတ်ထဲမှာဖြစ်ပေါ်ဖြစ်ပေါ်နေတဲ့စိတ်တွေကိုသူကိုယ်တိုင်ဘယ်လိုထိန်းချုပ်ရမလဲမသိဘူး ူးဘယ်ကနေအကူအညီယူရမလဲဆိုတာလည်းသူမသိဘူးအချစ်မခံရဘူးတဲ့လူဖြစ်တဲ့တကြောင်မို့လဲချစ်တာတွေကျင်နာတာတွေသူမသိဘူးသူသိတာဟာဒီလိုမျိုးအကြမ်းဖက်မယ်အနိုင်ယူမယ်เนาะပြီးလို့ရှိရင်ကိုက control ရှိတယ်ဆိုတဲ့ဟာမျိုးပဲလှုပ်ချင်တဲ့ဆန္ဒကပြင်းပြနေတယ်။ dot ပေါ့เนาะ wesley. ကိုဖမ်းမိပြီးနောက်ပိုင်းမှာစိတ်ပိုင်းဆိုင်ရာပညာရှင်တွေကဘလို့သုံးသက်လဲဆိုရင်သူဟာတဲ့ဒီလိုမျိုး တစ်ဖက်သားအပေါ်သူ့ရဲ့သားကောင်အပေါ်သူ့ရဲ့ partner အပေါ်မှာဆိုလို့ရှိရင်တကယ်ကို control လုပ်ခြင်းနဲ့ပြီးအကြောက်တရားနဲ့ဆက်ဆံခြင်းနဲ့ပေါ့နော်အဲ့ဒါအပေါ်မှာလည်းသူ့ရဲ့လိမ်မိုင်းဆိုင်ရာတာယာမှုရှိတဲ့သူဖြစ်တယ်ပြီးအဲ့ဒါကြောင့်မလို့သူက သူ့ကိုပြန်မခုခံနိုင်မဲ့သူသူ့လွယ်လွယ်ကူကူနော်လိမ်လည်လှဲ့စားပြီးတော့အယုံသွင်းနိုင်မဲ့သူစသဖြင့်အဲ့လိုလူမျိုးဖြစ်ဖြစ်တဲ့ကလေးလေးတွေကိုဒါသူကစပြီးတော့သူကတိုက်ခိုက်ခဲ့တယ်စပြီးတော့သူဟာ target ထားခဲ့တယ်ပေါ့နော်ပြီးတော့ဒီ westy dog ကသူက လိန်တူချစ်တဲ့သူပေါ့နော်သူကဒီသူ့ရဲ့ target လေးတွေဟာလိန်တူတဲ့ယောက်ျားကောင်လေးတွေပေါ့နော်ကောင်လေးတွေကိုပဲတက်ဖြတ်ခဲ့တဲ့သူလည်းဖြစ်ပါတယ်နော် wesley dot ကသူကချစ်ချင်းထပြီးတော့သူ့ရဲ့ပြစ်မှုတွေကိုကျွလွန်တာမဟုတ်ဘူးသူ့စိတ်ကိုသူစူးစမ်းပြီးထိန်းနေမရဘူးဒါပေမဲ့သူ့ရဲ့စိတ်ကတဖြည်းဖြည်းတဖြည်းဖြည်းနဲ့ပူပူပြီးတော့ဆိုးဆိုးလာတယ်အဲ့တော့သူကစိတ်ကူးထဲမှာအရင်လှုပ်ကြည့်တယ်စိတ်ကူးထဲမှာလှုပ်ကြည့်ရာနေပြီးလို့ရှိရင်အပြင်မှာလက်တက်စမ်းကျင်စိတ်ပေါက်လာတယ်အဲ့တော့သူက လူငယ်လဲဖြစ်တယ်ညံလဲကောင်းတယ်လို့ပြောရမှာပေါ့နော်အဲ့တော့သူကမလုပ်လဲဆိုလို့ရှိရင်သူကအရင်ဆုံးတိတိချက်ချာ plan လုပ်တယ်အဲ့တော့ဘာလို့လဲဆိုရင်တခြားလူတက်မှုတွေအကြောင်းเนาะပြီးလို့ရှိရင်သူတို့တွေဘလို့ဖမ်းမိရဲဆိုတဲ့အကြောင်းဘာကြောင့်ဖမ်းမိရဲဆိုတဲ့အကြောင်းလူမျိုးတိုက်ခိုက်မဲ့ညနာသူတွေတားခေါင်ဖြစ်လာမဲ့သူတွေကိုဘလို့ချင်းကတ်ခဲ့ရဲဆိုတဲ့အကြောင်းတိတိချက်ချာအရင်ဆုံးလေ့လာတယ်အဲ့သူကိုယ်တိုင်သူ့ရဲ့ diary ထဲမှာရေးထားတာက I have to be careful I can't stop that I can plan နဲ့သူကဘာရေးထားလဲဆိုရင်ငါတိတိကျကျဂယူဆိုင်ဖို့လိုတယ်ငါရဲ့စိတ်တွေကိုတော့ငါရက်တန်လို့မရဘူးအဲ့တော့ငါဟာတိတိကျကျအစီအစဉ်ချပြီးလုပ်ကမယ်ဆိုတဲ့အသေးပဲရတဲ့စာတွေကိုလည်းသူ့ရဲ့ diary မှာရေးထားတာတွေ့ရတယ် အဲ့တော့သူဒီလိုမျိုး plan ချပြီးတော့ season number okay အဲ့ဆိုလို့ရှိရင်သူစိတ်ဝင်စားတာငယ်တဲ့ကောင်လေးတွေကိုစိတ်ဝင်စားတာအဲ့တော့ငယ်တဲ့ကောင်လေးတွေကိုဘယ်နေရာမှာလွယ်လွယ်ကူကူရနိုင်လဲဘယ်နေရာမှာလွယ်လွယ်ကူကူဟိုပေါ့နော်တွေ့ရနိုင်လဲဆိုတာအရင်စဉ်းစားတယ်ပြီးလို့ရှိရင်အဲ့ကလေးတွေကိုသူ့နောက်ကိုလိုက်လာအောင်သူဒီလိုမျိုးခေါ်သွားလို့ရအောင်လူရှင်းတဲ့နေရာကိုခေါ်သွားလို့ရအောင်သူဘယ်လိုမျှားမလဲဆိုတာကိုစဉ်းစားတယ်နောက်ပြီးလို့ရှိရင်သူလုံးချင်နေပေါ့နော်ဒီလို မရင်းကျင်တာတွေပါလေလှုပ်ပြီးလို့ရှိရင်ဒီကလေးတွေကိုသူဘယ်လိုပြန်လှုပ်မလဲဒီကလေးတွေကသူ့ကိုပြန်မတိုင်အောင်ဘယ်လိုလုပ်ရမလဲလို့စဉ်းစားတယ်။အဲ့လိုစဉ်းစားတဲ့အခါမှာဒီတိုင်းပဲပြန်လှုပ်လိုက်ရင်တော့တေချာပေါက်အချိန်မဟုတ်တစ်ချိန်မာသူသူ့စီကိုကြေတနာပြန်ရောက်လာနိုင်တယ်။နောက်ပြီးတော့သူဟာတကယ်ကိုအကြမ်းဖက်ရတာလို့ပေါ့နော်။အလိုအကြောက်တရားနဲ့နောက်ပြီးလို့ရှင် violence ဖြစ်တယ်။အဲ့ဒါမျိုးတော့သဘောကျတဲ့တစ်ဆမလို့သူ့ရဲ့ဒီလိုမျိုးတားကောင်နေတာတေချာပေါက်ခဏလေးနဲ့သူပေါ်မှာပဲပေါ့နော်။ တေစားပေါက်သူစီကိုပြဿနာတွေရောက်လာမှာဆိုတော့ဒီလိုသာသူတကယ်ပြစ်မှုကျူးလွန်ခြင်းနဲ့ဆိုရင်ဒီသူရွေးချယ်ထားတဲ့သားကောင်လေးကိုအသက်ရှင်လျက်လွတ်ပေးလို့ဘလို့မှမဖြစ်နိုင်ဘူးလို့သူတွေးမိတယ်။အဲ့အခါမှာမှသူဟာဒီသူ့ရဲ့သားကောင်နိုင်ကိုတည်ခြင်းတရားနဲ့ပြေးတွေးဖို့လိုအပ်တယ်ဆိုပြီးသူကဆုံးဖြတ်လိုက်တယ်။အဲ့တော့သူဟာ သူ့ရဲ့ plan ကိုသူချလုပ်ပြီးသွားပါပြီ။ဘယ်နေရာကလေးတွေဘလိုမျိုးကလေးတွေကိုသူချင်းကပ်မယ်။ဘလိုမျှခေါ်မယ်။ဘလိုလုပ်မယ်။ဘလိုတတ်မယ်ဆိုပြီးတော့ဘလိုစွန့်ပစ်မယ်အထိပါသူက plan ပြီးသွားပြီ အဲ့လိုနဲ့ပဲစက်တင်ဘာလ၄ရက်1989ခုနှစ်မှာဆိုလို့ရှိရင်ညီအကိုနှစ်ယောက်ဖြစ်တဲ့ Cole Near အသက်၁၇နှစ်နဲ့ William Near အသက်၁၀နှစ်တို့ဟာသူတို့အိမ်သားမှာရှိတဲ့ David Douglas Park မှာသွားပြီးဆော့ကစားကြတယ်။သူတို့အိမ်ကလည်းနီးလဲနီးတယ်ပြီးတော့၁၀နှစ်၁၇နှစ်ကလေးတွေဟာဒီလိုပဲအိမ်မှာမိဘတွေရဲ့ပေါ့နော်ကြီးရှုဆောက်ရှောက်မှုမရှိဘဲနဲ့လဲသွားဆော့နေကြဆိုတော့ဟိုမိဘတွေကလည်းစိတ်ချလက်ချနဲ့လွတ်ထားတာပေါ့နော်။ဒါပေမဲ့လည်းအဲ့ကလေးနှစ်ယောက်ကအိမ်ပြန်မလာခဲ့ပါဘူး။ Wesley Dog ကအဲ့ကလေးနှစ်ယောက်စလုံးကိုအာတော်ရဲမှာငါ့ကိုတခုခုလိုက်ကူပေးပါအောင်ဆိုပြီးတော့စသဖြင့်ပေါ့နော်အယုံသွင်းလိန်လဲပြီးတော့တောဆက်ကိုခေါ်သွားခဲ့တယ်တောဆက်ရောက်တဲ့အခါမှာသူဟာရဲရဲဆက်ဆက်ရိုက်နှစ်သက်ဖြတ်ပြီးတော့မှလိန်မိုင်းဆိုင်အောင်ဆော်ကားတာကြီးလှုပ်ခဲ့တယ်ပြီးလဲပြီးတော့သူဟာအဲ့ဒီနေရာမှာပဲကလေးနှစ်ယောက်စလုံးရဲ့ခန္ဓာကိုစွန့်ပစ်ပြီးတော့ထွက်ပြေးသွားခဲ့တယ်ကလေးနှစ်ယောက်စလုံးရဲ့ခန္ဓာကိုအဲ့ဒီနေ့မှာပဲတည်ဆုံးပြီးမကြခင်မှာဒီဖြတ်သွားဖြတ်လာလူတွေကတွေ့ရှိသွားခဲ့ပါတယ် ဒီတဲ့င်းကိုလူတွေကကြားတဲ့အခါမှာအဇမ်းကိုကြောက်ကြတယ်အယမ်းကိုတုံလို့ကြတယ်ဒါမျိုးမဖြစ်ဘူးနောက်ပြီးလို့ရှိရင်လေဒီကောင်လေးနှစ်ယောက်လုံးဟာလိမ်မိုင်းဆိုင်ရာစော်ကားခံထားရတယ်လို့သိရတဲ့အတွက်ကြောင့်မလို့အကုန်လုံးကအယမ်းကိုကြောက်ရွံ့တယ်ပြီးလို့ရှိရင်လေအယမ်းကိုဒီလုတ်သွားတဲ့သက်ဆုံရွှန်ရှာကြတယ်အမြန်ဆုံးမိဖို့လေအယမ်းကိုဟိုအပူတပြင်း တောင်းဆိုကြတယ်အဲ့လိုရဲတွေကလည်းဒီလိုပေါ့နော်အပြစ်ကျူးလွန်သွားတဲ့တရားခံကိုရှာဖွေနေတဲ့အချိန်ဒီနားမှာနေထိုင်နေမိသားစုတွေကလည်းအချောက်တရားနဲ့ဒီပန်းချန်နေတောင်မသွားရဲမလာရဲသားသမီးတွေကိုပို့ပြီးတော့မလွတ်ရဲနော်ပေးမစော့ရဲတဲ့အချိန်မှာ wesley.com ကတော့သူကဒီသူလုတ်ခဲ့တဲ့နေရာပန်းချန်နာကိုလာမြဲလာတယ်ဘာထူးလဲအဲဒီတေဆုံးမှုနဲ့ပတ်သက်ပြီးဘာသတင်းတွေထူးလဲရဲတွေမှာသူ့ကို သူစီရောက်လာနိုင်တဲ့ဗာသဲလွန်စားရှိလဲစသဖြင့်သူဟာမျက်စိဖွင့်နားဆွင့်ပြီးတော့လိုက်ရှာတယ်။ပြီးရင်တဲ့သတင်းစာထဲမှာဒီအမှုနဲ့ပတ်သက်လို့တိုးတက်မှုကိုအမြဲတမ်းဖတ်ပြီးတော့ဘယ်အခြေအနေရှိပြီလဲဆိုတာကိုလည်းအမြဲလေ့လာနေတယ်ပေါ့နော်။ပြီးရင်အဲ့လိုမျိုးသူလုတ်ခဲ့တယ်ဆိုတာကိုလည်းသူကသူ့ရဲ့ journal ထဲမှာရေးထားတယ်ပေါ့နော်။ အဲ့ဒါကိုတော့ဘယ်လိုခေါ်လဲဆိုရင် practice လုပ်တယ်လို့ခေါ်တယ်။အဲ့တော့ဒါဆိုလို့ရှိရင်သူ့ရဲ့ပထမအဦးဆုံးလေ့ကျင့်ကြည့်တဲ့လူတက်မှုကြီးမှာဆိုလို့ရှိရင်သူဟာအောင်မြင်တယ်ပေါ့။သူ့စီကိုရဲတွေရောက်မလာဘူး။ဘာတဲလွန်စားမှမကြံခဲ့ဘူး။ပထမအဦးဆုံးအစမ်းလေ့ကျင့်တာဟာအောင်မြင်တယ်ဆိုတဲ့ပုံစံမျိုးသူ့ရဲ့ diary ထဲမှာရေးထားခဲ့တယ်။အဲ့လိုပထမအဦးဆုံးလူတက်ပြီးနော်ကလေးနှစ်ယောက်ကိုလူတက်ပြီးနှစ်လတောင်မကြာသေးတဲ့အချိန်အော်တိုဘားလ29ရက်1989ခုနှစ်မှာဆိုလို့ရှိရင် dot က၄နှစ်ပဲရှိသေးတယ်လီ အစ္စလီဆိုတဲ့ကလင်းလေးကိုသူဟာပေါ့တလန်ရဲ့အကြောင်းတစ်ကြောင်းနားမှာစော့နေတာကိုတွေ့ရတယ်ကလေးလေးကအသက်၄နှစ်ပဲရှိသေးတယ်ကွယ်ဒီမိဘကလည်းတော်တော်ကြီးကိုပေါ့ရော်ရလို့စတဲ့ပြောရမှာပေါ့နော်ဒီမိဘရဲ့မျက်ကွယ်မှာရှိနေတဲ့အချိန်မှာ wesley dot ကကားပေါ်ကိုခေါ်တင်သွားခဲ့တယ်ကလေးလေးကိုကားပတ်စီမလားအဲငါနှစ်ကိုရုပ်ဝယ်ပေးမယ်မုတ်တွေဝယ်ပေးမယ်စသဖြင့်လိန်လေပြီးတော့ကလေးကိုကားပေါ်ခေါ်သွားတယ်ကလေးကကားပေါ်ပါသွားပြီးတဲ့အခါမှာသူကအိမ်ကိုခေါ်သွားတယ်သူ့အိမ်မှာဆိုတော့ဘယ်သူမှနှောက်ယှက်မရှိနော်စိတ်ပူစရာမရှိ ချက်ချင်းလဲဘသူမှရောက်မလာနိုင်တဲ့နေရာမှာကလေးလေးကိုဆူဆူဝါဝါလိန်အကျန်းဖတ်မှုတွေလုပ်တယ်နှိပ်စက်မှုတွေလုပ်တယ်နောက်ဆုံးကလေးလေးကိုကျိုးနဲ့လေဘင်းမှာဂွင်းဆွတ်ပြီးတော့သူ့ရဲ့ဘီရိုထဲကတိုင်မှာချိတ်ပြီးတော့ဇွဲကျိုးချပြီးတည်အောင်လုပ်ခဲ့လို့သိရပါဗျ။ပြီးတော့လဲအဲ့ကလေးရဲ့ခန္ဓာကိုယ်အဲ့ဘီရိုထဲမှာပဲတညလုံးထားခဲ့ပြီးတော့ နောင်နေမနဲ့အစောကြီးမှာမှာဒီ Vancouver Lake ပေါ့နော်ကန်နားမှာရှိတဲ့အမိုက်ပုံတစ်ပုံမှာသွားဖြစ်ထားခဲ့တယ်။အဲ့ကလေးလေးရဲ့အဝတ်အစားတွေမှာသူ့ရဲ့ DNA တွေပါပြီးကြံမှာဆိုလို့သူဟာအဝတ်အစားတွေကိုလည်းမီးရှို့ပြီးဖြစ်စီခဲ့တယ်လို့သိရပါတယ်။အဲ့တော့ဒီကလေးလေးရဲ့ခန္ဓာကိုယ်ကို တွေ့ရှိတဲ့အခါမှာဒီသတင်းစာတွေ channel တွေ news တွေပါအကုန်လုံး headline ပေါ့နော်တကယ်ကိုသတင်းကောင်းစီးနေနဲ့ပါလာတဲ့အကုန်လုံးကလည်းဒီအမှုတွေကိုပြောတယ်ဒီမျိုးလေးမှာဆိုလို့ရှိရင်အခုဆိုရင်ကလေး၃ယောက်ရဲ့တည်ဆုံမှုဖြစ်သွားပြီပေါ့နော်၃ယောက်စလုံးကလည်းစိုးဝါးလင်းချမ်းဖက်ခံ ထားရတယ်ဆိုတော့အရန်ဆိုးရတဲ့တည်င်းကြီးတကူဟာဒီမြို့မှာပြန့်နေနေတာဖြစ်ပါတယ် wesley.com ကတော့ထုံးစံအတိုင်းပဲသူ့ရဲ့လှုပ်ဆောင်ချက်ကိုဘလို့ရှိလဲတိုးတက်မှုရှိလားအရင်တစ်ခေါက်ထက်ပိုပြီးပြီးလားအရင်တစ်ခေါက်ထက်တိုးတက်လာလားစသဖြင့်ပေါ့နော် तू ကအဲ့ဒါတွေအကုန်လုံးကြည့်ပြီးတော့ तू သူ့ရဲ့ diary မှာဘယ်ဟာတော့ငါလှုပ်တာပိုကောင်းသွားတယ်ဘယ်ဟာတော့ငါလှုပ်တာလိုသွားတယ်ဘယ်အချက်ကိုတော့ငါနောက်တစ်ခါသတိထားရမယ်စသဖြင့်ပေါ့ तू ဟာတတိယစာမှတ်တမ်းတွေပြုထားလေးရှိတယ်။ပြီးရင်သူ့ရဲ့ diary ရဲ့မှာဘာရေးထားလဲဆိုလို့ရှိရင် I wish I could do it again ငါထပ်ပြီးတော့လှုပ်ချင်နေပေါ့နော်လှုပ်ချင်နေလှုပ်လို့ရချင်နေဆိုပြီးတော့ရေးထားတယ်အဲ့တော့သူ့ရဲ့စိတ်ထဲမှာဒီလိုမျိုးအကြမ်းဖက်ပြီးတော့တက်ဖြတ်ဖို့လှုပ်ချင်စိတ်တွေဟာတဖွာဖွာထနေတယ်ဆိုတာကိုပြသနေတယ်အဲ့တော့ဒီလိုမျိုးရှစ်ပတ်လောက်ထဲမှာပဲကလေး၃ယောက်တည်ဆုံးသွားပြီးတဲ့အချိန်မှာ dot ကနောက်ထပ်ထပ်လူတက်ဖို့ကလေးတွေကိုဆက်ပြီးရှာနေပါတယ် နိုဝင်ဘာလ23ရက်1989ခုနှစ်မှာဆိုလို့ရှိရင်ရုပ်ရှင်ရုံတစ်ခုမှာကလေးလေးတစ်ယောက်ကရုပ်ရှင်ကြည့်နေရင်းနဲ့ပေါ့နော်သူ့ရဲ့မိသားစုကကြည့်နေတဲ့အချိန်မှာသူကအိမ်သားကိုသွားခဲ့တယ်။အဲ့ကလေးလေးကအသက်6နှစ်ရှိပြီဖြစ်တယ်ပေါ့နော်။အဲ့ဒီအချိန်မှာကလေးလေးထထွက်သွားတာကိုလည်းမြင်တော့ wesley.com ကနောက်ကနေလိုက်သွားပြီးတော့အိမ်သားတွေကနေပြီးကလေးကိုအာခေါ်ထုတ်သွားဖို့ကြိုးစားတယ်။ဒါပေမဲ့ကလေးလေးကအော်ဟစ်ပြီးတော့ရုန်းကန်ပြီးအကူအညီတောင်းခဲ့တဲ့တကြောင်မလို့အဲ့ဒီနေရာဟာလူများတယ်ရုပ်ရှင်ရုံမှာဆိုရင်အဆောက်နေဝန်းန်းနေလည်းရှိရဲခါကြတော့ ်ချက်ချင်းဒီအတန်ကိုကြားပြီးတော့ကူဖို့ရောက်လာကြတယ်အဲ့အချိန်မှာ wesley dot ကခလေးကိုပြစ်ချပြီးတော့သူကထွက်ပြေးပြီးတော့ကားပါကင်ရှိတဲ့ဘက်ကိုထွက်ပြေးတယ်နောက်ကလည်းဝန်ထမ်းတွေကလိုက်တယ်ပေါ့နော်သူကကားမောင်းပြီးပြေးဖို့လုပ်ထားတာဒါပေမဲ့အဲ့ကားပါကင်မှာပဲရှိနေတဲ့လူတစ်ယောက်ကသူ့ကိုထွက်ပြေးနေတာတွေ့တဲ့အခါကျတော့ဝင်လုံးပြီးတော့လုံးဝချုပ်ထားလိုက်တယ်ရဲတွေမလာမချင်းချုပ်ပေးထားတဲ့အကြောင်းမလို့ wesley dot ကအဲ့အချိန်မှာတော့ဖမ်းမိသွားပါတယ် အဲ့လိုဖမ်းမိပြီးတဲ့အခါမှာရဲတွေဟာရဲစခန်းကိုခေါ်သွားပြီးတော့သူ့ကိုလည်းစစ်ဆေးသလိုသူ့အိမ်လိပ်စာကိုလည်းရှာဖွေပြီးတော့အိမ်မှာလည်းသွားစစ်ဆေးခဲ့ပါတယ်။ရဲရဲ့အနေနဲ့ကလည်းဒီလိုယောက်ျားလေးပေါ့နော်ကလေးငယ်လေးတွေရဲ့ရဲရဲဆက်ဆက် စော်ကားခံရပြီးတေဆုံးမှုတွေကဒီလပိုင်းအတွင်းမှာဖြစ်တဲ့တကြောင်မလို့အခုလေကောင်လေးတယောက်ကိုပြန်မေးဆွဲဖို့စူးစမ်းတာဖြစ်တဲ့တကြောင်မလို့ဒီလက်ရှိရှေ့မှာတေဆုံးထားတဲ့ကလေး၃ယောက်တေဆုံးမှုနဲ့သူ့ကိုတန်နေရဖြစ်တယ်။ရဲတွေကသူ့ရဲ့ကားထဲမှာရောအိမ်ထဲမှာရောစစ်ဆေးလိုက်တဲ့အခါမှာဘာတွေတွေ့လဲဆိုလို့ရှိရင်ဒီလိုမှတ်တမ်းရေးထားတဲ့ diary စာအုပ်တွေတွေ့တယ်၊ဓာတ်ပုံတွေတွေ့တယ်။နောက်ပြီးလို့ရှိရင်ကြောင်ရော့စရာတကယ်အသေးရစရာပေါ့နော်ဒီအာဘယ်လိုပြောမလဲစက်သိန်းထားပွဲရာ၆ချားစရာဖြစ်တဲ့ဆွဲထားတဲ့ပုံတွေကိုပါတွေ့ရပါတယ်။ ီသူ့ရဲ့ဒီပေါ်တော့ဒါဟာရီမှာဆိုလို့ရှိရင်တည်တည်ချချာကိုဒီတေးပလန်လုပ်ထားတဲ့ဟိုပေါ့အစည်းအဝေးတွေကိုတွေ့ရတယ်။ထားပါတော့ပန်းချံမှာဆိုလို့ရှိရင်လည်းငါပန်းချံသွားရင်ဘယ်လိုစောင့်ကြည့်မလဲ။မိဘကဘယ်လိုမကြည့်တဲ့အချိန်မှာဘယ်လိုစသဖြင့် case တစ်ခုစီတိုင်းကိုသူဟာကြိုတင်ပြီး plan ချထားတဲ့ဟာတွေကိုတွေ့ရတယ်ဆိုတော့အရန်ကိုကြောက်ဖို့လည်းကောင်းတယ်အရန်ကိုလည်းဟိုယုံဖို့လည်းကောင်းပါတယ်။ရဲတွေဟာတက်တည်နေတကွာသူ့ကိုချပြတဲ့အခါမှာသူကလည်းလိုလိုချင်းချင်းပဲ ဝန်ခံခဲ့ပါတယ်သူလုပ်ခဲ့တဲ့အပြစ်တွေအားလုံးဝန်ခံတယ်အဲ့ဒီအပြင်ကိုဒီအတော်အတွင်းပေါ့နော်ဒီလူသက်မှုတွေမလုပ်ခင်စိုးရတဲ့အဆင့်ထိလူသက်မှုထိမရောက်ခင်နောက်မှာလူမသက်ပဲနဲ့ကလေးတွေကိုမုတ်ကျွေးပြီးတော့မုတ်ကျွေးပြီးတော့တာ၎င်းချင်းချောက်ပြီးတော့တာ၎င်းပေါ့နော်မိုလက်လုတ်ထားရဲကွာအဲ့လိုမျိုးဟိုကိုင်းဒီကိုင်းလုတ်တဲ့ဟာကြီးလုတ်ခဲ့တယ်ဆိုတော့ကွာအများကြီးဝန်ခံခဲ့တယ်။အဲ့လိုတွေလုတ်ခဲ့ပြီးနှစ်ကြာလာတဲ့အခါမှာသူကတဖြည်းဖြည်းနဲ့ပူ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 ပြီးတော့ဟိုသူလုတ်တဲ့ပြစ်မှုတွေကပူပူဆိုးဆိုးလာတဲ့အချိန်မှာနောက်ဆုံး ဖမ်းနေမရင်းကျင်နေတက်တယ်ပြစ်တယ်အဲ့ထီကိုဖြစ်သွားတာပေါ့နော်။သူကဘာပြောခဲ့လဲဆိုလို့ရှိရင်ငါတဲ့အခွင့်အရေးရလို့ရှိရင်လည်းငါလူထက်တက်နေမိအောင်မှာဘာဖြစ်လို့လဲဆိုတော့ငါ I couldn't stop myself ကိုကိုကိုရက်သွားအောင်တားလို့မရဘူးလို့သူပြောခဲ့တယ်။သူ့ကိုတရားရုံးမှာ1990မှာစပြီးတော့စစ်ဆေးခဲ့ပါတယ်။သူ့ကိုလူတက်မှု3ခုနဲ့သူ့ကိုတရားစွဲခဲ့တယ်။ တခြားတော့တရားခံနေလိုမျိုး လုံးဝအာငါအပြစ်မရှိပါဘူးလို့ညင်းတာမျိုးငါမှစိတ်ရောဂါရှိပါတယ်ဆိုပြီးစိတ်ရောဂါကိုအကြောင်းပြပြီးတော့အဖြစ်တဲ့ပေါ့လျှော့တာမျိုးလှုပ်တာမျိုးလုံးဝမလှုပ်ပဲနဲ့သူဟာသူလှုပ်ပါတယ်ဆိုပြီးတော့ဝင်သူကပြီးလို့ရှိရင်ဒီတရားရုံးမှာဗာပြောခဲ့လဲဆိုရင်ငါ့ကိုလွတ်လိုက်တဲ့ငါ့ကိုလွတ်လိုက်လို့ရှိရင်ငါဟာဒီလိုမျိုးလူတက်မှုတွေကိုထပ်ပြီးတော့လုံနေမိအောင်မှာဖြစ်တဲ့ကြောင့်မို့ငါ့ကိုမလွတ်ပဲနဲ့ငါ့ကိုတည်တံပေးပါဆိုပြီးပြောခဲ့တယ်။သူ့ရဲ့ပေါ့နော်သူ့ကိုလိုက်ပြီးတဲ့အမှုလိုက်ရှိနေကြတာအောင်မှာသူ့ကိုဟိုပေါ့ ကြိုးစားပြီးတော့ဒီလိုမျိုးပေါ့နော်အတနာခံစားတင်တာလေးနောက်ပြီးလို့ရှိရင်ဒီလို mental illness နဲ့ပေါ့နော်စိတ်ရောဂါအခြေအနေတွေပြပြီးတော့အပြစ်ပေါ်ရောအောင်လှုပ်ဖို့အထိကိုကြိုးစားပြီးမဲ့ dot ကိုတိုင်းကမလှုပ်ဖို့တားခဲ့တယ်နောက်ပြီးလို့ရှိရင်သူတို့နိုင်ငံမှာလည်းအချိန်မှာဒီတေးတန်ပေးတာကိုမကြိုက်ပဲနဲ့တေးတန်ပေးတဲ့ဥပဒေကြီးပျောက်သွားအောင်ဆိုပြီးတော့လုံနေတဲ့ဒီလူတွေရှိတယ်ပေါ့နော်ကြိုးစားနေတဲ့လူတွေရှိအဲ့အဖွဲ့ကလူတွေကလည်းဒီလူကိုတေးတန်မပေးဖို့ တေတံနဲ့မထိုက်တန်ဘူးစသဖြင့်အဲ့လိုစူးစမ်းနေတဲ့သူတွေကိုတော့မှ तू ကမဟုတ်ဘူးငါကတေတံလိုချင်တာငါ့ကိုတေတံပေးမှရမှာငါမသိငါထပ်ပြီးတော့ဒီလိုဟာတွေလုပ်အောင်မှာပြီးတော့ငါလိုမျိုးဒီလိုလူလောကလေလူပတ်ဝန်းကျင်မှာငါလိုမျိုးပြုလုပ်နေတဲ့လူဆိုးတွေမကောင်းတဲ့သူတွေရှိတယ်ငါ့ကိုတတ်လိုက်မှသာလျင်သူတို့ကိုလည်းနည်းနည်းနှောင်းချင်အောင်ကြောက်သွားအောင်လန့်သွားအောင်သူတို့လုပ်မဲ့အရာတွေကိုသူတို့ဒုတိယနှစ်ကြိမ်တိတိစဉ်းစားပြီးမှကျူးလွန်မယ် ူရဲစသဖြင့်တက်ရောက်မှုမျိုးရှိသွားအောင်ငါ့ကိုတက်ပါဆိုပြီးတော့တောင်းဆိုခဲ့တယ်။အဲ့ဒီအပြင်ကို तू ဟာဒီ तू တက်ခဲ့တဲ့ Lee Leslie ကိုတက်ခဲ့တဲ့ပုံစံမျိုးသူ့ကိုဇွဲချိုးချပြီးတက်ပေးပါလို့တောင်းဆိုခဲ့တယ်။အဲ့လိုနဲ့ပဲ1992ခုနှစ်မှာဆိုလို့ရှင်တော့ Washington Supreme Court ကသူ့ကို तू တောင်းဆိုခဲ့တဲ့အတိုင်းပဲဇွဲချိုးချပြီးတက်ပါမယ်ဆိုပြီးတော့အမိန့်ချမှတ်ခဲ့တယ်။ Washington မှာဆိုလို့ရှင်ဒီလိုဇွဲချိုးချပြီးမတက်တာဆိုလို့ရှင် နှစ်30ကျော်အောင်ကြာပြီပေါ့နော်နှစ်30အတွင်းမှာမှဒါဟာပထမအဆုံးချင်းပြန်ပြီးတော့လူဆွဲချိုးချပြီးတေဖို့အတွက်ကိုအပြစ်ဒဏ်ချမှတ်တာဖြစ်ပါတယ်ဇန်နဝါရီလ4ရက်1993ခုစနို့ရောက်သွားပါပြီအဲ့ချိန်ဟာအဲ့နေ့ဟာသူတေဒဏ်ကြမဲ့နေလေဖြစ်ပါတယ်အဲ့ဒီတညလုံးသူဟာသူ့ရဲ့မိသားစုတွေသူ့နဲ့ခင်နဲ့ချစ်တဲ့သူတွေကိုသူဟာစာရီးရင်းနဲ့အချိန်ကုန်ခဲ့တယ်လို့ဒီနောက်ဆုံးအချိန်အနည်းနဲ့တရားဟောဆရာတယောက်နဲ့လည်းတွေ့ဆုံခဲ့တယ်လို့ပြောပါတယ် ပြီးရင်သူဟာညစာအတွက်ကို salmon ငါးနဲ့လေးရက်နေ့ညတကောင်အချိန်ကိုကြော်သွားပြီးတော့9ရက်နေ့ January 1993ကိုရောက်ရှိသွားပြီးပြီးတော့လို့ပေါ့နော်တကောင်အကြော်အချိန်ဖြစ်သွားတဲ့အချိန်မှာတော့ဒီ Washington State Prison ရဲ့ဒီလိုတည်တံပေးတဲ့အခန်းထဲမှာသူဟာလေပင်မှာကိုင်းဆွပြီးတော့အသင့်အနေထားရက်နေရပါတယ်။အဲ့ဒီအချိန်မှာဆိုလို့ရှိရင်သူနဲ့တွေ့ခဲ့ပြောခွင့်ဆိုခွင့်သူနဲ့စကားပြောခွင့်ရတဲ့သူတွေကဘာပြောလဲဆိုလို့ရှိရင် သူနောင်တာသူ့လောက်ရက်တွေကိုနောင်တာရတယ်လို့ပြောခဲ့တယ်လို့လည်းပြောသလိုတချို့ကလည်းသူဟာသူ့ရဲ့သေးတံနဲ့ရင်ဆိုင်မှုအတွက်ကိုအဆင်သင့်ဖြစ်နေပါပြီလို့လည်းပြောကြတယ်။အဲ့လိုပြောနေရင်လည်းပဲခဏအတွင်းမှာဆိုရင်ဒီခြေထောက်အောက်မှာရှိတဲ့တပြားနှစ်ပြားဟာဝုန်းဆိုပြီးပွင့်သွားတဲ့အခါမှာတော့ wesleyallen.ca မိနစ်အနည်းငယ်အတွင်းမှာပဲတည်ဆုံးသွားပါတယ်။1963ခုနှစ်နောက်ပိုင်းမှာမှပထမအဦးဆုံးအချိန် ဒီလိုမျိုးဇွဲကြိုးချပြီးတော့တည်တန်းချမှတ်လိုက်တယ်လည်းဖြစ်ပါတယ်။ဒီ Wesley Allen dot စေဆုံးတဲ့အချိန်မှာဆိုရင်သူဟာအသက်32နှစ်ပဲရှိပါသေးတယ်။သူ့ရဲ့အကျဉ်းချန်တွေကို မီးရှို့တကြိုပြီးတဲ့အခါမှာတော့မိသားစုကိုပြန်ပေးလိုက်တယ်လို့လည်းသိရပါတယ်။ Wesley Allen Dot ဟာဆိုလို့ရှိရင်သူ့အကြောင်းကိုပြောမယ်ဆိုရင်စူဇန်တို့ဟာသူ့ရဲ့ရုံမာရက်စက်မှုစံတန်းနဲ့လောရက်တွေအပြင်မဟုတ်ပဲနဲ့ပေါ့နော်။မိဘတွေရဲ့ပြုစုပျိုးထောင်မှုငယ်ငယ်ရွယ်စဉ်အခါမှာရရှိခဲ့တဲ့ trauma တွေရဲ့ငယ်တဲ့အချိန်မှာပေါ့နော်ဒီ trauma တွေကြောင့်တဖြည်းဖြည်းနဲ့ဒီစိတ်ကျမ်းမာရေးချို့ဝင်လာတာတွေကိုသတိမထားမိတဲ့အခါမျက်ွယ်ပြုခဲ့တဲ့အခါဆိုလို့ရှိရင်ဘလောက်ထိဆူဆူဝါးဝါးတွေသူ့ကိုယ်တိုင်ကိုရော ဘေးပတ်ဝန်းကျင်ရောအပြစ်မဲ့တဲ့သူတွေကိုပါတက်ရောက်နိုင်နေဆိုတာကို ထောက်ပြတဲ့အမှုတစ်ခုဆိုလည်းမမားပါဘူးတကယ်လို့သာသူ့ကိုစစောစစ်စီကလေးကကုသမှုတွေပေးပြီးတော့တကယ်လို့ကုသလို့ရရင်လည်းကုသကုသလို့မရရင်လည်းလိုအပ်တဲ့ထိန်းချုပ်မှုတွေစိတ်ကျမ်းမာရေးစေုံနေပါတယ်မှာတင်ထားခဲ့မယ်ဆိုရင်ဒီအပြစ်မဲ့တဲ့ကလေး၃ယောက်ရဲ့ဘဝဟာလေအလကဆုံးရှုံးတော့မှာမဟုတ်ပါဘူး တည်ဆုံးသွားုံနေမဟုတ်ဘူးပေါ့နော်တည်ဆုံးခါနီးမှာစိုးဝါတဲ့အတွေ့အကြုံတွေကိုကြုံတွေ့ပြီးတော့မှရရဆက်ဆက်တည်ဆုံးသွားတာဖြစ်ပါတယ် Wesley Allen Dot ကဘာဖြစ်လို့တည်ဆုံးမှုကိုတောင်းဆိုခဲ့တယ်ဆိုတော့နောက်တစ်ချက်ကကြတော့သူ့မျက်စီထဲမှာဒီကလီလီရဲ့တည်ဆုံးခါနီးအချိန်မှာနောက်ဆုံးဖြစ်နေတဲ့မျက်နှာနောက်ဆုံးပြောသွားတဲ့စကားတွေဟာသူ့ကိုအငြင်းနဲ့၆လက်နေခဲ့တယ်ပေါ့နော်အဲ့တော့သူတည်ဆုံးသွားမှသာလျင်သူဒီသူကိုယ်တိုင်လည်းလွတ်မြောက်သွားမယ်နောက်ပြီးလို့ရှင်ဒီတည်ဆုံးတဲ့မိသားစုတွေဟာလည်းစိတ် ဂျင်းနမှုတစ်ခုအတိုင်းအတာတစ်ခုထိရရှိနိုင်မယ်လို့သူထင်တယ်ပေါ့နော်အဲအားကြောင့်မလို့သူဟာ သူ့ကိုဒီလိုမျိုးအပြစ်ဒေဒန်ပေးဖို့တောင်းဆိုခဲ့တဲ့အပြင်ကိုဒီကလေးတို့သူလုပ်ခဲ့တဲ့အတိုင်းထတ်တူကြတဲ့ပြစ်ဒဏ်မျိုးပေးဖို့တောင်းဆိုခဲ့တာလို့လည်းပြောခဲ့တယ်လို့သိရပါတယ်အခုဆိုလို့ရှိရင်တော့တကယ်ကိုအချိန်တိုးတွင်းမှာနော်ကလေး၃ယောက်ကိုတတ်ခဲ့တဲ့ serial killer Wesley Allen .c အကြောင်းကိုမျှဝေလို့ပြီးသွားပါပြီ။နားဆင်နေသူတွေအားလုံးစိတ်ချနေလိမ့်မယ်လို့စစမျှော်လင့်ပါရစေ။နားထောင်နေသူတွေဘယ်နေရာမှာပဲရှိနေရှိနေစိတ်ရောကိုယ်ပါစမ်းမချမ်းသာပြီးတော့ VN ရဲ့ကင်းပါစေလို့စုစမ်းဆုတောင်းပေးလိုက်ပါရစေ။စုစမ်းနောက်တနေ ဲ့ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်တတား